အရခတ်တော်အနေနဲ့ရခိုင်ပြည်မှာစည်ရဲအတွက်ကြီးမားတဲ့ပြင်ဆင်မှုတွေရှိနိုင်တယ်လို့ရခိုင်ဒီမိုကရေစီဖွဲ့ချုပ် LDMA အထွတ်အထိပ်အတွင်းမှုဦးမျိုးကျော်ကအရခတ်တိုင်းကိုပြောပါရယ်စစ်ကောမချင်အောင်အော်တိုဘာလ29ရက်ကစပြီးရခိုင်ပြည်တွေကအရခတ်တတော်အေးတင်ပိုက်ထားတဲ့ဒေသတို့မှာလေကြောင်းဘုံကျဲတိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ကတ်တာဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်တာတွေပြုလုပ်ခဲ့ပါရယ်အဲ့ဒီတိုက်ခိုက်မှုတွေကြောင့်ရသားပြည်သူတေဆုံးမှုအများပြားရှိသလိုဒဏ်ရာရရှိသူအများပြားလည်းရှိကြောင်းသိရပါရယ် ဦးမျိုးကျော်ပြောဆိုထားတာကတော့ဒါတော့စီရင်ခြင်းနေရတယ်ကျွန်တော်တို့ကတော့ဘယ်လောက်ထိကျွမ်းကျင်တဲ့လူတွေတော့မဟုတ်ဘူးဒါပေမဲ့သူတို့လည်းဒီလေဗာပဲရှိရှိအခုဆိုရင်နော်သူတို့ရဲ့တက်တန်လည်းရလာပြီသူတို့ရဲ့တိတ်ပွဲအောင်မြင်မှုလည်းရှိတဲ့အတွက်မှာသူတို့မှာတော့ပြင်ဆင်မှုတွေကတော့အဲပလန်ကြီးကြီးရှိပါလိမ့်မယ်နော်အဲ့တော့ကျွန်တော်တို့အကြံပေးတာလေကျွန်တော်တို့အနေနဲ့ကတော့ ီလူတွေကိုဆောင်းရန်ဆောင်းရန်ကိုပြောရုံကလွယ်လို့ဒီလိုတန်နဲ့ပတ်သက်လို့တော့ကျွန်တော်တို့ခက်ခတဲ့အကျံပေးစီရမရှိပါဘူးဆိုဆိုရှိအရခတ်တော်ကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာမြောက်ပိုင်းညောင်သုံးဖွဲတဲ့ကနှစ်ဖွဲနဲ့စစ်တပ်တို့အပြစ်ခတ်ရစဲမှုသဘောတူညီချက်ထွက်ပေါ်လာပြီးတဲ့နောက်မှာရခိုင်ပြည်မှာလေကြောင်းဖုံးကျဲမှုတွေဇက်တိုက်ပြုလုပ်လာနေတယ်လို့ထုတ်ပြန်ထားပါတယ်။လက်ရှိမှာရခိုင်ပြည်တွင်းစစ်ကောင်မရှင်ဟာအရခတ်တော်နဲ့တိုက်ပွဲတွေပြင်းထန်နေပေမဲ့ ဒီဇင်ဘာလ28ရက်နေ့မှာရွေးကောက်ပွဲကိုကျင်းပဖို့စီစဉ်နေတာဖြစ်ပါတယ်။အဲဒီတဲမှာတော့ရခိုင်ပြည်မှာသူတို့ထိန်းချုပ်ထားနိုင်နေတဲ့စစ်တွေကြောက်ဖြူနဲ့မောင်မျိုးတို့လည်းပါဝင်မှာဖြစ်ပေမဲ့လက်ရှိကြောက်ဖြူဘက်မှာတော့စစ်ရဲတွေနှစ်ဖက်အကြမ်းမှာပြင်းထန်လျက်ရှိနေပါတယ်။စစ်ကောင်မရှင်နေတဲ့ရွေးကောက်ပွဲကိုကျင်းပခဲ့ပြီးရင်လည်းနိုင်ငံရေးအရဘာမှပြောင်းလဲလာစရာမရှိဘူးလို့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD မှအထွေထွေအတွင်းရမှုဥမျိုးကျော်ကအာရခတိုင်းကိုပြောပါရယ်ဒီရေကောက်ကတော့ဒါမ အလုတ်ချင်းနဲ့ရေကောက်ပွဲမဟုတ်ပါဘူးအတူတူရေဆိုင်ပွဲတာဖြစ်တယ်နော်ရေကောက်ပွဲကိုအကြောင်းပြအညာသိမ့်ပြီးတော့အဲ့ဒီသူတို့ဖိန်ပလိုက်တဲ့အကြောင်းပြလိုက်တဲ့ရေကောက်ပွဲလောက်ကပုံမလာတဲ့ဟာမျိုးနော်တနည်းအားဖြင့်ပြောရင်တကူရဲ့မာလာအနာရှင်မာလာရဲ့ဖတ်ပေါ်ချရဲ့ရေကောက်ပွဲတာဖြစ်ပါတယ်အဲ့ဒီကဘာမှတော့ ထူးထူးကဲကဲပြောင်းလဲနိုင်ကြရမရှိဘူးအခုဆိုတဲ့ UN ပါဝင်နိုင်ငံတကာအာဆီယံကအတိမမပြုဘူးဆိုတဲ့အနေထားမျိုးရောက်နေပါတယ်။အဲဒီတော့ဒီရေကောက်ပေါ်ပြင်းနေလေတိတ်ကြောင်းလဲလာစရာတော့မမြင်ပါဘူးခင်ဗျာ။ဒါပြင်စစ်ကောမရှင်ဟာသူမထိန်ရှုံနိုင်ပဲလလွတ်လိုက်ရတဲ့အန်တန်တွဲခွာနဲ့တောင်ကုန်းမြို့တော်ကိုပြန်လိုချင်နေပြီးအဲ့ဒီဒေသတွေမှာလည်းရွေးကောက်ပွဲကိုကျင်းပကျင်းနေတာဖြစ်ပါတယ် စစ်ကောင်မချင်းကခုလိုလက်ချောင်းဘုံကျဲတိုက်ခိုက်မှုတွေစတိုက်ပြုလုပ်လာနေပေမဲ့ရခိုင်ကနိုင်ငံရေးပါတီတွေကတော့ရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်နိုင်ရေးအတွက်လုံပန်းနေကြပါတယ်ခင်ဗျာ။